ဟယ်လိုမင်္ဂလာပါရှင်ဒီတစ်ခါဗီဒီယိုလေးကတော့လဲဖုန် Granny Square ထိုးနေလေးကိုထိုးပြပေးသွားမှာဖြစ်ပါရှင်ထမအုံဆုံးအသေးပုံထိုးဖို့အတွက်မချစ်ဝင်နေလိုက်ပါမယ်။မချစ်ဝင်လိုက်ပြီးသားပြီဆိုလို့ရှိရင်ချင်းတက်ခါထိုးပါမယ်။ ဆိုင်တက်ကထိုးပြီးသွားပြီဆိုရင်အဲ့ဒီမကျစ်ရင်းနဲ့မှာပဲတိုင်ရှည်ထိုးလိုက်ပါမယ်တိုင်ရှည်မကျစ်ရင်းနဲ့မှာတိုင်ရှည်ဆက်တိုင်ထိုးမယ်နော်နှစ်ခါတိုင်ရှည်နှစ်ခါသုံးခါမိန်းခါ ိုးဆက်ပြီးတော့တန်ရှင်စရတိုင်ပြည့်တဲ့အတိထူလာခဲ့ပြီပါနော်တန်ရှင်စရတိုင်ပြည့်ပြီဆိုလို့ရှိရင်ပထမဦးဆုံးတန်ရှင်တွေ့ခဲ့တဲ့အပေါင်းမှာဆက်ကော်လေးနဲ့ဆက်လိုက်ပါမယ်နော်ဆက်ကော်လေးနဲ့ဆက်ပြီးသားပြီဆိုရင်ရှင်ရှင်စာလေးကိုဆွဲပြီးတော့ဆင်းလိုက်ပါမယ်ပြီးရင်တန်အရှင်းတခါထိုးမယ် ဆင်းတကာထုတ်လို့လို့ရှင်အဲ့ဒီချက်ကောလောက်ထားတဲ့အပေါက်မှာတိုင်တူဖုံးလိုက်ပါမယ်တိုင်းတို့ထုတ်ပြသပြီဆိုရင်တပောက်ကျော်ပြီးတော့ဒုတိယမြအပေါက်မှာတိုင်းရှိတိုင်းထုတ်လိုက်ပါမယ်အဲ့ဒီတိုင်းရေထုတ်လာတဲ့ပေါက်မှာပဲ နှင်းတင်တိုင်ရှိ၆တိုင်ထိုးရပါမယ်နော်တတိုင်းမြင့်တင်တိုင်ရှိတတိုင်းပြီးနှခါယူမယ်အမှန်နှခါယူမယ်ပြီးပြီးလို့ရှိရင်နှစ်ပေါင်းကြုံမယ်နှစ်ပေါင်းတခါထုံမယ်နှစ်ပေါင်းတခါထုံမယ် စုစုပေါင်း၃နိုင်ထုတ်ပြရမယ်နော်အလုံးမျိုးကို၆တိုင်ပြည့်တဲ့အထိဆက်ပြီးတော့ထုတ်သွားပြရပါမယ်နော်အင်းအနည်းဒီတိုင်ရှင်၆တိုင်ပြည့်သွားပြီဆိုလို့ရှိရင်အဲ့ဒီ about ထဲမှာဒီလိုတိုင်ပြည့်တဲ့တိုင်ရင်းဒီတိုင်ရှင်၆တိုင်ရင်းဆိုတော့စုစုပေါင်း၇တိုင်ဖြစ်သွားမယ်နော်ပြီးရင်အဲအဲ့ဒီပြည့်ရဲ့အပေါင်းမှာနည်းဒီတိုင်ရှင်ဒီဘောက်ထဲကို၂တိုင်ထိုးရပါမယ်နော် မှန်နှစ်ခါရေးမယ်ရေးပြီးတော့နှစ်ပောက်ကိုတစ်ခါထုတ်မယ်နှစ်ကျိုးတစ်ခါထုတ်မယ်နှစ်ကျိုးတစ်ခါထုတ်မယ်နှစ်ကျိုးတစ်ခါထုတ်မယ်ဆိုတော့စုစုပေါင်း၃နိုင်ထုတ်ရပါမယ်နော်ပြီးရင်ရိုးတိုင်ရှိတတိုင်းထုတ်မယ်ဘေးရပေါက်မှထုတ်ရပါမယ်နော်ဒီဘေးအပေါက်မှာဒီရိုးတိုင်ရှိ တပောက်တင်းကိုနှစ်ခါထူရပါမယ်နော်ဒီဘေးအပေါက်မှာနေတင်တိုင်ရှိထိုးပါမယ်နော်နေတင်တိုင်ကြတိုင်းထိုးမယ် ပြီးရင်ချိန်နှစ်ခါထိုးမယ်ပြီးရင်အဲ့ဒီအပောက်ထဲမှာပဲပထမနေ့တိုင်းရှိထိုးခဲ့တဲ့အပောက်ထဲမှာပဲနောက်တစ်နေ့တိုင်းရှိကတိုင်းထပ်ပြီးထိုးလိုက်ပါမယ်နော်ပြန်ပြန်ပေါက်မှာရိုးတိုင်ရှိတဲ့တိုင်အဲရိုးတိုင်ရှိတဲ့ပေါက်ထဲကိုနှစ်တိုင်ထိုးမယ်နော် ီဘက်ဒီဘက်ကအစံတိုင်းလဲထိုးရမှာပါနော်ပြီးရင်ဘေးဘေးဘက်မှာဒီဟိုတိုင်းဒီတိုင်းထိုးမယ်ပြီးလို့ရှိရင်နေ့နေ့တိုင်းရှိတပောက်ထဲကိုနှစ်တိုင်းထိုးမယ်ဒီတိုင်းရှိတဲ့ဘောက်ထဲကိုနှစ်တိုင်ထိုးမယ် trái một tài lưu sĩ bị hẹp bao mát đi để tài sĩ cho tài thua mẹ nó ရှင်6ပုံထိုးပါမယ်။ဆက်လက်ပြီးအောင်ထိုးသွားပါမယ်နော်။ဒီတိုင်ရှင်နှီးတဲ့တိုင်ချောင်းတိုင်ပြီးပါပြီဆိုလို့ရှိရင်ရိုးရိုးတိုင်ရှင်တိုင်ထိုးပါမယ်နော်အဲဒီနှီးတဲ့တိုင်ချောင်းတိုင်ထိုးရတဲ့အပေါက်ထဲမှာမျိုးရိုးတိုင်ရှင်တိုင်ထိုးလိုက်ပါမယ်ပြီးသွားလို့ရှိရင်အဲဒီဘယ်ခဏကတိုင်တို့ရတဲ့အပေါက်မှာရှက်ကော်နဲ့အဆုံးတက်လိုက်ပါမယ် းဖုံးလေးတစ်ခါချပြီးတော့ခြေသာလေးကိုပြတ်လိုက်ပါမယ်အခုဆိုရင်အသေးပုံလေးရပြီနော် granny sugar ရုပ်အတွင်းဆက်ကောလောက်ထားတဲ့အပေါက်မှာခြေစားကိုဆင်းယူပြီးတော့ဖုံးလေးတုံးကာထိုးပါမယ်နော်အဲ့ဒီအပေါက်မှာပဲတန်ရှိတိုင်းထိုးလိုက်ပါမယ် ရှိကိုရှိသေးလေးယူပြီးတော့ထုတ်လိုက်ပါမယ်နော်ပြီးရင်ဒီရအပောက်ကိုကြော်ပြီးတော့ဒုတိယအပောက်မှာတိုင်ရှိတဲ့တိုင်းထုတ်လိုက်ပါမယ်ရှေးစားကိုတစ်ခါတည်းသိမ့်ပါမယ်နော်ဒီပြည့်အပေါင်းမှာတိုင်ရှိထုံးမယ်ပြီးနှစ်နှစ်ပေါင်းကိုနှစ်ကျိုးကိုတခါထုံးမယ်နော်နှစ်ကျိုးကိုတခါထုံးမယ်ပြီးရင် အမှန်တကရေးပြီးတော့နှစ်ကျိုးကိုတခါထုံးမယ်။ဒါကလည်းလို့ရှိရင်အမှန်တုံးကျိုးကျန်မယ်နော်။အဲ့ဒါကိုတခါလေးဆွတ်ထုံးလိုက်မယ်။ဒီဘေးအပေါ်မှာတိုင်ရှိတပောက်သေးကိုနှစ်တိုင်ထုံးမယ်။ ရောက်တော့နိုင်ထုတ်ပြီးပါရင်ရှင်းနှခါထိုးမယ်เนาะရှင်းနှခါထိုးပြီးသားရင်ဘင်းရဲ့အပေါက်မှာတိုင်ချီတစ်ပေါက်ကျော်ကိုနှစ်တိုင်ထိုးပါမယ်တဒါနှစ်တိုင်းဒီရင်ဘင်းရဲ့အပေါက်မှာတိုင်လက်ထိုးမယ်တိုင်လက်ကအမှန်ရှိရင်တုံးချိုးဘုံကိုတခါရင်ဆွဲထုတ်နိုင်မယ်เนาะ ပြီးရင်နောက်ထဲတိုင်လက်တရာထပ်ပြီးထိုးပါမယ်ပြီးရင်ဘေးအပေါက်မှာတိုင်ထိုးတိုင်ထိုးမယ်ပြီးရင်ဘေးအပေါက်မှာတိုင်လက်တရာထပ်ပြီးထိုးမယ်ဒီတရှိရတိုင်းထပ်ထိုးမယ်။တရှိရပြီးရင် ตะบ่าวเท้าที่ได้ชี้ในตายทุ่มมาเนาะพี่ใช้ในการตะเมีย ဆင်းလက်ကတက်ပြီးလို့ရှိရင်ဘေးရန်ပေါက်မှာတစ်ပေါက်တည်းကိုနေ့တိတိုင်းရှိနှစ်တိုင်းထိုးလိုက်ပါမယ်နော်ဘယ်တတအမှန်တကားရေးပြီးတော့နှစ်ကျိုးကိုတစ်ခါတုံးနှစ်ကျိုးကိုတစ်ခါထိုးဆိုစုစုပေါင်းသုံးခါထိုးပါမယ်နော်အဲ့ဒါပြီးဘေးရန်ပေါက်မှာတိုင်ရှိထိုးမယ် ပြီးရင်ဘေးရပေါက်မှာတိုင်လက်ထိုးမယ်တိုင်လက်ထိုးပြီးတော့လို့ချင်းချင်းတခါထိုးမယ်ချင်းတခါထိုးပြီးတော့ ဟိုဘက်ကအပေါက်မှာတိုင်လဲထိုးလိုက်ပြီးရင်တိုင်ရှည်တဲ့တိုင်ထိုးမယ်ဒီဘက်ကတိုင်ပဲထိုးရမှာနော်မြေကထိုးလာတဲ့အဘက်ကတိုင်ပဲထိုးရမှာတိုင်ရှည်ပြီလို့ရှိရင်မြေတဲ့တိုင်ရှည်တစ်ဘောက်တည်းကိုမြေတိုင်ထိုးမယ်နော်တဒါ န်တာပြင်းချင်းနှစ်ခါထုံးမယ်ပြီးပြီးအပေါင်းမှာနှေးတင်တိုင်ရှိဒီတစ်ခါထဲကိုအတိုင်ထုံးမယ်နှစ်တိုင် နှစ်တိုင်းပြီးသွားလို့ရှိရင်ဘင်းအပေါက်မှာတိုင်ရှည်တိုင်းထိုးမယ်ပြီးလို့ရှိရင်တိုင်လည်းထိုးမယ်တိုင်လည်းတိုင်ထိုးမယ်တိုင်လည်းတိုင်ပြီးရင်တိုင်တို့တိုင်ထိုးမယ်တိုင်တို့ကအဲ့မှာရေးဆံမလို့နော်ပြီးတိုင်နဲ့တိုင်ထိုးမယ် ိုင်လည်းကအဲ့မှာရှိတဲ့သူကြိုးလုံးကိုဆွဲထုတ်ရတာပါနော်။ပြီးဘင်းရဲ့ဘက်မှာလည်းတိုင်လုပ်တိုင်ထုတ်မယ်။ပြီးဒါတော့ကိုတိုင်ရှိနှစ်တိုင်ထုတ်မယ်။တိုင်းရှင်းတိုင်းပြည်သားရဲ့ရှင်းနေတာတို့မယ်။ဒီနေ့ကတော့ပြီးဘေးအပေါက်မှာတိုင်းရှင်းဒီပေါက်တော့ကိုလက်တိုင်းတို့ပါမယ်။ ့ရှိရင်အဲ့ဒီတပည့်ဘက်မှာတန်ရှည်ထိုးမယ်။တန်ရှည်နှစ်ကျိုးတစ်ခါထိုးမယ်။ပြီးလို့ရှိရင်အမှတ်တစ်ခါရင်းမယ်။ကျိုးဆိုးထိုးပြီးတော့နှစ်ကျိုးတစ်ခါထိုးမယ်။ပြီးအမှတ်သုံးကျိုးပါတာရှိတယ်ဟုတ်တစ်ခါတော့ဆုတ်ထိုးလိုက်။ပြီးဘင်းရဘက်မှာတန်ရှည်ထိုးမယ်။အင်းဆန္ဒကတိုင်ရှိပထမဦးတို့လည်းတိုင်ရှိပုံမှာ စကောလေးနဲ့ဆက်လိုက်မယ်။ဒီလူပြာစင်တက်ဖို့အတွက်စိတ်နှကားထိုးမယ်နော်။ပြီးလို့ရှိရင်အဒီစိတ်နှကားထိုးရတဲ့အပေါင်းမှာတိုင်ရှင်းတိုင်ထိုးမယ်နော်။ဒီ ပုံမှန်လေးပဲတိုင်ရှိထိုးမယ်နော်တိုင်ရှိ9တိုင်ပြည့်တဲ့ဒီထိုးလာခဲ့ပြီမှာနော်တစ်ပေါက်တစ်တိုင်စီနဲ့တိုင်ရှိ9တိုင်ထိုးရပါမယ်နော်အခုက3တိုင်ဖြစ်သွားပြီ။ခင်ဆိုရှင်4တိုင်5တိုင်5တိုင်ပြည့်သွားပြီဆိုလို့ရှင် င်ဖြစ်သွားပြီဆိုလို့ရှိရင်အဲ့ဒီအဒီအပေါင်းကြဲကြီးထဲမှာပင်တပေါင်းထင်းကိုထိုင်ရှိနှစ်တိုင်းထုံလိုက်မယ်နော်တန်းနတန်းအရှင်တန်းပြီးမှလို့ရှိရင်ချင်းသုံးတာတမင် ိန်းသုံးရာတက်ပြီးသွားလို့ရှိရင်အဲ့ဒီအပုတ်ချေကြီးကမှပဲတိုင်ရှိနှစ်တိုင်းထပ်ထုံးမှာနော်အဲ့လိုရှိရင်အဲ့ဒီအပုတ်ချေကြီးကမှတိုင်ရှိနှစ်တိုင်းရဲ့ချိန်သုံးကောင်ရဲ့နောက်ထပ်တိုင်ရှိနှစ်တိုင်းရဲ့ထိုးရပါမယ်နော်ပြီးရင်ဘေးအပုတ်မှာတိုင်ရှိထိုးလာမယ် ဘေးရပုံမှန်နဲ့တိုင်ရှိတိုင်းထုတ်လိုက်ပါအဲ့လိုပဲတမောက်ဒရင်စီနဲ့တန်ရှိကိုးတိုင်းပြည့်တဲ့အထိထုံးလာခဲ့ပြရမယ်နော်တန်ရှိကိုးတိုင်းပြည့်သွားပြီဆိုလို့ရှိရင်အဲ့ဒီအပေါက်ကျင်းကြီးထဲမှာတန်ရှိနှစ်တိုင်းထုံးမယ်တန်ရှိနှစ်တိုင်းပြည့်ရင်ချိန်၃ကတမင်း င်းသုံးခါတက်ပြီးအပြည့်ပုတ်ကြည်ရည်မှာပဲတိုင်ရှင်နှစ်တိုင်းထထိုးပါမယ်နော်ပြီးရင်ပြင်အပေါင်းမှာတိုင်ရှိတိုင်းထိုးမယ်ပြီးပြင်အပေါင်းမှာနောက်ထပ်တိုင်ရှိတိုင်းထထိုးမယ်ပြီးပြင်အပေါင်းမှာတိုင်ရှိတိုင်းထထိုးမယ် ပြင်ပေးရပေါ့မှာတရေတိုင်းထထုံးမယ်ခုနကဖုံးမိထိုးထားတဲ့ပေါ့မှာလည်းတန်ရှည်ထိုးမယ်နော် နေကဖုန်းကြီးထိုးရတဲ့ပုံမှန်တိုင်ရှိတိုင်းထိုးနေပြီးဘာလို့တိုင်စီနဲ့တိုင်ရှိလေးထိုးသွားမယ်ဒီဖက်မှလည်းပဲကိုယ်တိုင်ပြည့်တဲ့အထိထိုးလာထိုးရမှာပဲနော်ကိုယ်တိုင်ပြည့်သွားပြီဆိုလို့ရှိရင်ဒီအပောက်ကြီးကြီးထဲမှာတိုင်ရှိနှစ်တိုင်ထိုးမယ် တန်ရှင်တိုင်းပေးတာလို့ရှင်ချိန်တုံးကထုံးမယ်ချိန်တုံးကထုံးလို့ရှင်အဲ့ဒီအပေါက်ကျင်းကြီးထဲမှာပဲတန်ရှင်တိုင်းထုံးမယ်ပြီးရင်ဒီဘက်ကအဆန်လိုပဲကိုးလိုက်ပြီးတဲ့အထိဒီဘက်တိုင်းပြီးနဲ့ထုံးလာခဲ့ပြီပါနော်တိုင်းချီကိုယ်တိုင်းထုတ်ရတာဒီဖြစ်ဆိုလို့ရှိရင်ခုနကလိုပဲ အပေါက်ကြီးထဲမှာတိုင်ရှင်တိုင်ထုံးမယ်တိုင်ရှင်နှစ်တိုင်ထုံးမယ်ဟုတ်ဆိုရင်နှစ်တိုင်နှစ်တိုင်ပြေးလို့ရှိရင်ချင်းသုံးပါတမယ်ချင်းသုံးပါတက်ပြီလို့ရှိရင်အဲ့ဒီအပေါက်ကြီးထဲမှာပဲတိုင်ရှင်နှစ်တိုင်ထုံးမယ် သစုပေါင်းတိုင်ရှင်းနဲ့တိုင်ရင်ချင်းသုံးပါရင်တိုင်ရှင်းနဲ့တိုင်ရင်ဖြစ်သွားပါမယ်။ဒီဘေးအပေါ်မှာတပေါက်လိုင်းစီနဲ့တိုင်ရှင်းလေးလေးထိုးသွားမယ်။ဒီဘက်မှာကျတော့တိုင်ရှင်းလေးတိုင်းလေးထိုးရမယ်နော်တပေါက်တိုင်ရှင်းလေးတိုင်း နှစ်တိုင်းရှင်ရှင်သုံးတိုင်းမိတိုင်းဟန်ရှင်နေ့တိုင်းထုတ်ပြသပြီဆိုလို့ရှင်ပထမဦးဆုံးထုတ်ခဲ့တဲ့တိုင်ရှင်ရဲ့ထင်မှာချက်ကနေဆောင်းတနေပါမယ်နော် ပြီးဖုန်ပြီးတဲ့စနေနဲ့အစိုးရပပတ်နေကိုယ်တိုင်ကိုယ်တိုင်နဲ့ထုတ်သွားပြရပါမယ်နော်။ဒီဆိုရင်တော့ Granny Square to Granny Square လေးရပြီပေါ့နော်။ကတည်းကဂျိုလီရဲ့တင်သားအမမလို့မိမိရဲ့ channel လေးကို like subscribe လုပ်ကြပါဦးနော်။